ော်လန်ပြည်သူပေါင်းလို့ရှင်ဒီတစ်ပတ်အတွက်ဘဲတော်လန်အဖွဲ့တွေကို ကူပြီးကြလှူပြီးကြပြီလဲရှင်သူ့ရဲ့ကူကြမယ်လှူကြမယ်စီစဉ်ရနေတော်လန်ပြည်သူတွေရဲ့ဒီအခက်ခဲကိုတတ်နိုင်သမျှကူညီဖြေရှင်းပေးကြပါလေတော်လန်ခီးရဲ့အရွေးတွေမှာအောက်တစ်ချက်သေးတဲ့ဘွင့်ဖြစ်ကိုရိုင်းပါဝေထွန်းဆက်နိုင်ဖို့ကူကြမယ်လှူကြမယ်ဟယ်လိုတော်လန်ပြည်သူပေါင်းလို့ရှင် အပတ်စဉ်တင်ဆက်ပေးနေကြ PPTV ရဲ့ကုကြမယ်လှူကြမယ်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ပြီးခဲ့တဲ့ကာလတွေကလှုပ်ခဲ့တဲ့ကမ်ပိန်းတွေရှင်းမှန်းထားတဲ့တာဂက်တွေရောက်တဲ့အထိဝိုင်းဝန်းပေးခဲ့ကြတဲ့တော်လန်ပြည်သူပေါင်းကိုကျေးဇူးတင်တာဥစွာပြောချင်ပါရစေ။ပြည်သူလူထုတရက်လုံးအားဆိုရင်တော်လိုင်းမှာရရနီးနဲ့ဒီဇိုင်းမမတ်ပါဝင်နေသေးပဲဖြစ်တယ်ဆိုတာကိုဒီကမ်ပိန်းအောင်မြင်မှုတွေကနေတနည်းတစ်ပုံနဲ့ညွှန်ပြနေရပါ။ကြည့်ဒါဆိုရင်တော့သူပထမဆုံးပြောပြနေတဲ့ကမ်ပိန်းက စုပေါင်းတော်လန်ပြည်သူအာမန်ကမ်ပိန်းပါပဲ။မိုးမိတ်ခရိုင်ပြည်သူကာကွယ်ရေးအဖွဲ့ကပြုလုပ်တဲ့ကမ်ပိန်းလေးလည်းဖြစ်ပါတယ်။မိုးမိတ်ခရိုင်ပြည်သူကာကွယ်ရေးအဖွဲ့ကတော့ပြည်သူတွေကိုကာကွယ်ရေးနဲ့ရက်ရွာလုံခြုံရေးတွေကိုဆောင်ရွက်နိုင်မှုအတွက်အခုကမ်ပိန်းကို ပြုလုပ်ရတာဖြစ်တယ်လို့အသိပေးထားပါတယ်။ကမ်ပိန်းတာဂက်ကတော့7,500ဖြစ်ပြီးတော့ကမ်ပိန်းကာလကနိုဝင်ဘာ12ရက်ကနေဒီဇင်ဘာ12ရက်အထိဖြစ်တယ်လို့အသိပေးထားပါတယ်ရှင်။ မိုးမိတ်မြို့အခြေအနေကိုတော့တော်လန်ပြည်သူတွေအားလုံးသိကြမှာပါမိုးမိတ်မြို့ကိုတစ်တုံများနှစ်ခွန်စစ်စင်ကာလအတွင်းမှာ TNL ဥဆောင်နဲ့တော်လန်တက်တွေကတင်ပိုက်ခဲ့ကြတာပါအခုတော့ TNL နဲ့စေုပ်စုကအပြည့်ရဲ့သဘောတူညီချက်မှာမိုးမိတ်မြို့ကနေ TNL တက်တွေကဆုတ်ခွာတော့မှာလည်းဖြစ်ပါတယ်ဒီအချိန်လေးမှာတော့ APSDF နဲ့ PDF တွေကမိုးမိတ်မြို့ကိုကာကွယ်မယ်လို့တရားဝင်အသိပေးထားသလို့ ။ KI ကလည်းစည်ရေးအရာအကူအညီတွေပေးမယ်လို့တရားဝင်ပြောထားပါတယ်ရှင်။ဒီလိုမျိုးစည်ရေးအချက်တဲမှာရင်းဆိုင်နေရတဲ့မိုးမိတ်မြုပ်အခြေအနေမှာမိုးမိတ်ခရိုင်ပါကာဖာကပြုလုပ်တဲ့ကမ်ပိန်းမှာပြည်သူတွေအနေနဲ့ပါဝင်ကူညီပေးကြပါအောင်လို့သူကမိတ္တရက်ခံတိုက်တွန်းချင်ပါတယ်။ကမ်ပိန်းမှာပါဝင်လို့သူတွေအနေနဲ့အခုဖော်ပြထားတဲ့ link နဲ့ကျွာကုတ်တို့ကနေတွားရောက်ထောက်ပို့ပေးနိုင်ပါတယ်ရှင်။ဆက်လက်ပြောပြပေးမယ့်ကမ်ပိန်းကတော့ တက်ပေါင်းစုချင်းအောင်ပွဲစီကံမင်းပါပဲဒီကံမင်းက OFP Fundraising Program နဲ့ Northern Shares State Alliance Army and SSAA People's United Front PUF နဲ့ Freedom for All FOA အဖွဲ့၃ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်တဲ့စစ်ဆေးရေးအတွက်ပြင်ဆင်တဲ့ကံမင်းတစ်ခုလည်းဖြစ်ပါတယ်ကံမင်းတာဂက်ကတော့7300ဖြစ်ပြီးတော့ကံမင်းကာလာကနိုဝင်ဘာ10ရက်ကနေဒီဇင်ဘာလ9ရက်အတွင်းပြည့်လုံမှာဖြစ်ပါတယ်ရှင် ကမ်ပိန်းပြုလုပ်တဲ့မြေပြင်အဖွဲ့တွေဖြစ်တဲ့ NSSKA, KUF နဲ့ F4A တို့အားဆိုရင်တစ်တုံများနှစ်ခုဆက်စည်ရင်းကလေးကကြားရဒေတာမှာလှုပ်ရှားခဲ့ကြတဲ့အတွေ့အကြုံရှိတက်ခိုက်ရေးအဖွဲ့တွေလည်းဖြစ်ပါတယ်။မဟာမိတ်တွေနဲ့အတူရှမ်းမြောက်၊မကွေး၊အေရဝတီ၊ကရင်တို့မှာဒီဟွာရဆက်စည်ရင်းတာဝန်တွေကိုထမ်းဆောင်နေကြလို့ကြည်ကစစ်သုံးဆောင်ပစ္စည်းတွေရိတ်ခါနဲ့ဆေးဝါးတွေဖြစ်တင်းမှုအတွက် ်အခုကံမဲကိုပူးတွဲဆောင်ရွက်ရတာဖြစ်တယ်လို့အသိပေးထားပါဗျ။တော်လိုက်ပြည်သူတွေအနေနဲ့စစ်စင်ကြီးအတွက်ပြင်ဆင်တာဖြစ်တယ်။အခုလိုမျိုးတက်ပေါင်းစုချီအောင်မွေးစီကံမဲမှာပူးပေါင်းပါဝင်ပေးကြဖို့သူကတိုက်တွန်းချင်ပါလေရှင်။ကံမဲမှာပါဝင်လို့သူတွေအနေနဲ့အခုဖော်ပြထားတဲ့ link နဲ့သူကကုတ်တုတ်ကနေတွားရထောက်ဖို့ပေးနိုင်ပါလေရှင်။ရှင်နာဘုံတအူးကပြုတ်လုပ်နေရင်ချကွာဆိုတဲ့ကံမဲကိုမိတ်ဆက်ပေးပါမယ်ရှင်။ ကံလင်းကာလကတော့နိုဝင်ဘာ9ရက်ကနေဒီဇင်ဘာလ9ရက်အထိတလတာတိတိပြုလုပ်မှာဖြစ်ပါတယ်။ကံမင်းရီမဲချက်ကစက်သိန်း900ဖြစ်ပါလေရှင်။ဒီကံမင်းကမန္တလေးတိုင်းနဲ့စကိုင်းတိုင်းအတွင်းမှာခက်ခဲနေတဲ့ပြည်သူတွေနဲ့ရဲဘော်ရဲမေတွေလိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ရေးအတွက်ပြုလုပ်ရတာဖြစ်တယ်လို့သိပေးထားပါတယ်။အကျံဖက်ဆေးအုပ်စုကအတူရောင်ရွှေကောက်ပွဲအတွက်မြေပြင်ထိုးစစ်တွေရောနေဆောင်တိုက်ခိုက်မှုတွေပါတုံ့ပြန်လှုပ်ဆောင်နေရပါ ဒီလိုအခြေအနေတွေမှာခက်ခဲနေတဲ့ပြည်သူတွေနဲ့ရဲဘော်တွေအတွက်ကလိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ရေးလှုံ့ဆော်လာတယ်။ချက်ကွာဆိုတဲ့ကမ်ပိန်းမှာပြည်သူတွေပူးပေါင်းပါဝင်ပေးကြဖို့ချို့ကတိုက်တွန်းပြစီရှင်။ကမ်ပိန်းမှာပါဝင်လိုသူတွေအနေနဲ့အခုဖော်ပြထားတဲ့နေ့နဲ့ချို့ကကုတ်တုတ်ကနေသွားရောက်ထပ်ဖို့ပြင်နိုင်ပါတယ်ရှင်။နောက်ဆုံးပြောပြပေးမှာကတော့ Victory Spear Donna Inya Campaign မှာ ဒီကမ်မိန်းကဒေါနာစစ်ကြောင်းအတွက်ပြုလုပ်နေတဲ့ကမ်မိန်းလေးဖြစ်ပါတယ်။ကမ်မိန်းရင်းမဲ့ချက်ကတော့7သိန်း2000ဖြစ်ပါတယ်ရှင်။ဒေါနာစစ်ကြောင်းမှာအဓိကလိုအပ်နေတဲ့စစ်အုံဆောင်ပစ္စည်းတွေဆက်သွယ်ရေးပစ္စည်းနဲ့ရေးပေါ်ရှိခါဆေးဝါးတွေကိုဝယ်ယူဖို့အတွက်ဖြစ်ပါတယ်။ဒီလိုဝယ်ယူရမှာလေစစ်အုံဆောင်ပစ္စည်းအတွက်က40ရာခိုင်နှုန်းဆက်သွယ်ရေးပစ္စည်းအတွက်ကတော့30ရာခိုင်နှုန်းနဲ့ရေးပေါ်ရှိခါဆေးဝါးအတွက်ကတော့30ရာခိုင်နှုန်းသတ်မှတ်ထားတယ်လို့သိရပါတယ်။စစ်သုံးဆောင်ပစ္စည်းဆိုတဲ့နေရာမှာ ြည်ကားပြားတွေကြည်ကားအုပ်ထုံဗက်စကနေစပြီးတော့အခြေခံယူနီဖောင်းဖနက်အထည်ကိုစစ်တီတူးတိုင်းရဲ့လုံခြုံမှုအတွက် အရေးပါတဲ့အသုံးဆောင်အကာအကွယ်ပစ္စည်းတွေဝယ်ယူမှာဖြစ်ပါတယ်။စက်သွေးပစ္စည်းဝယ်ယူရမှာဆိုရင်လည်းစက်သွေးရေးဆက်အသေးတွေအိုင်ကွန်တွေနဲ့ပတ်သက်တဲ့ပစ္စည်းတွေအပြင်ကိုမြေပြင်အခြေအနေတွေကြောင့်လိုအပ်နေတဲ့ Starlink တွေလည်းပါဝင်မှာဖြစ်ပါတယ်။အရေးပေါ်ရိတ်ခါဆေးဝါးတွေကတော့လမ်းကြောင်းအခက်အခဲတွေကြောင့် စုဆောင်းရဲ့လိုအပ်တာတွေကိုဝယ်ယူမှာဖြစ်ပါတယ်ရှင်။မိဘပြည်သူအနေနဲ့ Victory Spear ဒေါ်လာအင်အားကမ်ပိန်းမှာပါဝင်ပေးကြဖို့အတွက်သူကတိုက်တွန်းချင်ပါတယ်ရှင်။ကမ်ပိန်းမှာပါဝင်လိုသူတွေအနေနဲ့အခုဖော်ပြထားတဲ့ link နဲ့ကျွမ်းကုတ်တို့ကနေတော့ရထပ်ဖို့ပေးနိုင်ပါတယ်ရှင်။အခုပြောပြပေးခဲ့တဲ့ကမ်ပိန်းတွေရှင်းမှန်းထားတဲ့ target တွေပြည့်မီဖို့ကတော်လန်ပြည်သူတွေအင်ထိုက်အားတိုင်းနဲ့တောင်းဝင်အားဖြစ်နေလို့သူကပြေဝယုံကြည်ပါတယ်ရှင်။ နောက်ပတ်တွင်မှလည်းဘယ်လျာမှာကိုရလှူရမယ်ရှာဖွေဖို့ခန့်နေကြတယ်။တော်လန့်ပြည်သူတွေအတွက်လှူနိုင်ကိုနိုင်ကြမယ်ကမ်ပိန်းတွေကိုထပ်မံရှာဖွေပြီးမိတ်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်ချင်ပါတယ်။ထဲသွင်းမိတ်ဆက်ပေးစီခြင်းနဲ့ကမ်ပိန်းတွေရှိရင်ဒီ post အောက်မှာ comment လာရေးပေးလို့ရပါလိမ့်ရှင်။ငါတို့မှာငါတို့ပဲရှိရဒီတော်လန့်ရဲ့အောင်မှုအတွက်ငါတို့ကူမယ်ငါတို့လှူမယ်။